အဲ့တူတူကတော့ဘာကြောင့်မို့လို့ခင်ဗျားတို့ကဘာလုပ်တာလဲငွေအောင်လိုက်ပေးနေတာမတိုက်ဘူးဆိုလို့ရှိရင်ဆွေးနေအတိုက်မယ်ဟဲ့ဆိုလို့ရှိရင်အပြတ်တာအာသူပြီးကိုပြီးတိုက်ရမှာဖြစ်တယ်ဟာဘာလို့ဆိုဘာလုပ်လို့ဘာလုပ်နေတာမသိလို့ကြောက်တယ်လို့လို့ခြောက်တယ်လို့လို့ဖြစ်နေနေဟိုစစ်ခေါင်းဆောင်ကလုံးနေတယ် ။ကဲပျော်ပြီးတကောင်ကတော့ဖလန့်မျိုးကတိုက်ပွဲမှာအွန်လိုင်းကြီးတက်တီကနေပြီးထုတ်ပြန်ချက်တွေကလည်းသူတို့ရဲ့ရင်ဘတ်တဲကိုဟတ်တွေကိုတကယ်ထိနေအနေထားတခုရောက်နေဖြစ်တဲ့တော်တော်လေးကိုမှပေါက်ကွဲနေတော့တွေ့ရပါတယ်။မင်းတို့ကပြောပြီးသားပေါင်ပြောင်းကြီးရဲ့မင်းဟာနေ့စဉ်နဲ့မြလောင်ကျွမ်းအမဲဘောမတွေဘွားကိုရောက်နေပြီလို့ပြောခဲ့တဲ့အတိုင်းပဲမင်းချက်မှန်လောင်ကျွမ်းနေရမလား။ ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးတာမှအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလို့တွားပေးမှာတော့ယနေ့ April 10ရက်နေ့ကြာသပတေးနေ့ရဲ့နောက်ဆုံးနောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအကြီးညို့ဖော်ပြပေးတော့ဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ကျွန်တော်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ရေနတ်တုတ်ကိုအိုးရက်ကိုးချိန်ညတိုင်းရွတ်ဖတ်မယ်လို့မြန်မာနိုင်ငံမျိုးတွေအကုန်လုံးကိုညွှန်ကြားပြီးတဲ့ချိန်မှာတော့လက်ရှိမှာလဲရှေ့တန်းမှာရှိတဲ့အကွေးတွေကိုလည်းရွတ်ဖို့အတွက် ညွှန်ကြားထားတာတွေ့ရှိရပါတယ်။မြန်မာနိုင်ငံကဝန်ရှိတက်တက်ရှေတန်းစကမ်းများနဲ့စစ်မီပြည်များမှာရေတရာအဖြစ်ရေနာတုတ်ကို၉ရက်တိတိ၉ကြိမ်ရွတ်ဖက်ခိုင်းနေကြောင်းနေပြီးတော့စစ်ဘက်အရင်မြင်ကင်ပြီးတော့တပုံနည်းနဲ့ကွာဖော်ပြထားပါတယ်။ဧပြီလ၈ရက်နေ့မှာဧပြီလ၁၆ရက်နေ့အထိနေ့စဉ်ည9:00နာရီချိန်တိုင်းတနင်္ဂနွေနေ့ရှိစစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးများရက်ကွန်နေကြီးရအုပ်ချုပ်ရေးရုံးများတနင်္ဂနွေဆိုင်ရာဓမ္မယုံဘုံကြီးကျောင်းများ တုံးလောင်းသိမ်းများနဲ့ပြည်သူများရဲ့နေအိမ်များတွင်ပါရေနာတုပ်ကိုရုတ်ဖက်ပူဇော်ခိုင်းလျက်ရှိရမှာတော့နေပြီးတော့စယုံကျုပ်ကလည်းသက်ဆိုင်ရာတရင်တပ်ဖွဲ့များတေရန်စကန်များနဲ့စစ်မြေပြင်မှာရှိတဲ့တပ်ဖွဲ့များကိုပါရေနာတုပ်ရုတ်ဖက်ရန်ညွှန်ကြားချက်ပေးကြောင်းသိရှိရပါတယ်။ရေနာတုပ်ပူဇော်ခိုင်းတာကရက်ဘက်စစ်ဖက်မခွဲခြားပါဘူး။တေရန်စကန်တွေနဲ့တရင်တပ်ဖွဲ့တွေမှာလည်းအဲ့ဒါရုတ်ဖက်ပူဇော်ခိုင်းတာပါတယ်လို့နေပြီးတော့စစ်ဖက်သတင်းမြေကဆိုရပါတယ်။တိုင်ကလုံးမှာစစ်ကောင်စီကအရေးပေါ်ရေနာတုပ်ပူဇော်ရုတ်ဖက်ခိုင်းရခြင်းမှာမီးဘေး၊လေဘေး၊ရေဘေးနဲ့ငလင်ဘေးစတဲ့သဘောပေါက် BND ကိုကင်းဝေးစေပြန်ဖြစ်ကြောင်းသိရှိရပါတယ်။ ရန်နာတို့ဒီဖာတော့ကောင်းပါလေဒါပေမဲ့ဒီဘေးတွေကင်းဝေးသွားရင်တော့မေဘေးရဲ့လက်ခဲကမကင်းဝေးတဲ့ဖြစ်တဲ့အတွက်မေဘေးရဲ့တစ်ထည့်ကကင်းဝေးဖို့ကတော့တော်လာမှဖြစ်မှာပါနောက်ထပ်သတင်းတွေမှာတော့ခမောက်မြို့နယ်မှာစက်ကြီးကောက်လာသောမာယန်တိုက်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုစခန်းမှုအပအဝင်ရဲသုံးဦးထားတဲ့ညောင်းနယ်ခေါင်းဆိုင်ပြီးလက်နက်ခဲယံတွေရရှိခဲ့ကြောင်းဥပြန်ထားပါတယ်ဒါတော့ပြည်သူ့ကောက်ပွဲ ပကဖကော်တောင်းကနေထုတ်ပြန်ထားတာဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့စစ်ရနာရှင်တိုက်ဖြစ်ရေးမြေဦးတော်လိုင်းအင်အားစုများနဲ့အတူအစပြုခဲ့တဲ့တစ်တုံညာနှစ်ကုန်စစ်စင်ရေးကိုတော်လိုင်းအောင်ပွဲရောက်ရှိသည့်အထိစီးလုံးညီညွတ်မယ်လို့မြောက်ပိုင်းညီတော်၃ဘက်ကကတိပြုပါကြောင်းယနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဧပြီလ10ရက်နေ့ဒီနေ့မှာကြောက်ရောက်ခဲ့တဲ့အာခတ်တတော် AA ရဲ့16နှစ်မြောက် တက်တီထောင်နေနှစ်ပတ်လည်ခမ်းနားကိုပြေးပို့တဲ့ညီတော်မဟာမိတ်ကိုကန်တက် MNDA နဲ့တောင်းတတီရန်လေတို့ကဂုံပြူတုံဝင်လာတွေကိုအထပ်ပါတိုင်းအတိပြုလိုက်ခြင်းဖြစ်ပါတယ်။တိုင်းဒီဆိုင်ရဲ့သချင်းတို့ပဲ တောင်ပေါ်သူတွေကဂရိကြည်တဲ့တောင်ပေါ်သူတွေစကားအမှန်တရားဆိုတဲ့အတိုင်းလိုပါပဲဒါတို့လည်းနောက်ဆုံးတော့လည်း MND နဲ့ TN လေးကတရုတ်ရဲ့ကျိုးကင်တော့ခံရတဲ့အတွက်ပြည်သူတွေမှလည်းမခံကြည့်မခံတာဖြစ်နေတာတော့အမှန်ပါပဲဒီခါကျတော့ AA ကတော့အလုံးသိတဲ့အတိုင်းပဲအာခိုက် AA ဆိုပြီးတော့အလုံးရဲ့ယုံကြည်မှုကိုပြေဝလက်ရှိချိန်ထိရရှိနေတဲ့အဖွဲ့အစည်း ွန်လိုင်းတစ်ဖွဲ့တစ်ခုလည်းပါတယ်နောက်ထပ်သတင်းမှာတော့ရှမ်းပြည်နယ်အတွင်းအောင်ပန်းတောင်ကြီးနယ်ဟိုဘုံမှာရှိနေတဲ့ငလင်ဒန်တင့်ခဲ့တဲ့နေရာတွေကိုမင်းအောင်နိုင်လာကြည့်ဖို့အတွက်လုံခြုံရေးအလုံးတင်းကျပ်ထားတယ်လို့ဒေသပြည်သူတွေနဲ့ဌာနဆိုင်ရာသတင်းမီဒီယာကပေါ်ပြထားပါတယ်အဲ့လောက်ထိမင်းအောင်နိုင်ကိုပြည်သူတွေကချစ်ပြီးတော့မင်းအောင်နိုင်ကလည်းပြည်သူတွေကိုအဲ့လောက်ထိကိုကြောက်တာပါဗျာ ဧပြီလ10ရက်နေ့မှာမင်းအောင်နိုင်ဟာထူးခီးစဉ်နေနဲ့အောင်ပန်းတောင်ကြီးနဲ့ဟိုဘုံကိုရောက်ရှိလာပြီးညအိတ်ဖို့ကိုဟိုဘုံမှာစီစဉ်ထားလို့သိရပါတယ်။သူခီးစဉ်ကိုလုံခြုံရေးအရန်တင်းကျပ်ထားခိုင်းပြီးအနီးကပ်မှာဌာနဆိုင်ရာတွေတက်တဲ့ကိုအတီးပေးခဲ့တာလို့လည်းဆိုပါတယ်။တချို့ကငလီနန်သိခဲ့တဲ့အောင်ပန်းတောင်ကြီးဟိုဘုံသွားမယ်။ဟိုဘုံမှာတော့ဒီညအိတ်မလို့တော့တည်ထားတယ်။မင်းညညနေကမှာဌာနဆိုင်ရာတွေအတီးပေးတယ်။လုံခြုံရေးတွေကတော့အတော့ကိုခမ်းမြမ်းချတာလို့သိရပါတယ်။ လင်းနံကြောင့်ဟိုဘုံမှာပြိုကျက်ပျက်စီးသွားတဲ့သတိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးစီကိုလည်းမင်းအောင်နိုင်ကလာရောက်ကြည့်ရှုမှဖြစ်ပြီးရဲတဲ့ခြေတာတွေလည်းလုတ်ဖို့ရှိတယ်လို့သိရပါတယ်။ဘုရားတဲ့ကိုဟိုကောင်ကြီးလာမှမို့ပြိမဝင်တော်ဘူးလို့ဒေသခံပြည်သူတွေကဆိုပါတယ်။အလောက်ထိပြည်သူတွေကမင်းအောင်နိုင်ကိုချစ်ကြတာပါ။မင်းအောင်နိုင်ဟာနေပြည်တော်မန္တလေးပောင်ဝင်အလင်းနံသိတဲ့နေရာတွေကိုပဲသွားရောက်ကြည့်ရှုစစ်ဆေးတာတွေတော့ရှောက်စုလို့လှုပ်ဆောင်နေပြီးအဲ့လိုလုတ်နေတာဟာသူယုံထိုင်တဲ့စေယုံနဲ့သမရအင်တို့ပြိုကျသွားတော့ကြောင့်ပြင်စီနေဆက်ကာလမှာစည်ရေးပုံစံ စစ်ဆေးရေးပုံစံတွေရှောက်သွားနေတဲ့ဖြစ်တဲ့လူနေပြီးတော့စစ်တပ်ရေးမိကလည်းပေါ်ပြထားပါတယ်ပြည်သူတွေအနေနဲ့ကတော့မင်းအောင်နိုင်နေတဲ့ဒီချိန်မှာရေနာတုတ်ယူခိုင်းထားသလိုလည်းရေနာတုတ်ကိုယူသိနေဆိုပြီးတော့ဝေဖန်ပြောပြထားတာတွေကိုလည်းသူတို့ဘုံမရက်ကူဒီမှာကြားနေရပါတယ်ခင်ဗျားတို့ဒါအဲ့တူတူကတော့ဘာကြောင့်မို့လို့ခင်ဗျားတို့ဒါမဟုတ်တာလဲမင်းအောင်နိုင်မေးချင်တာမတိုက်ဘူးဆိုလို့ရှိရင်ဆွေးနေအတိုက်မယ်ဟဲ့ဆိုလို့ရှိရင်ဘာလို့ဆိုလို့ရှိရင်တော့အာသူပြီးကိုပြီးတိုက်ရမှာဖြစ်တယ်ဟာဘာလို့ဆိုဘာလို့လို့ဘာလို့လဲမသိဘူးကြောက်တယ်လို့လို့ချောက်တယ်လို့လို့ဖြစ်နေတယ် ဟိုစစ်ကောင်းဆောင်ကလုံးနေပါကဲပြောင်းပြီးတကောင်ကတော့ဖလန့်မြို့ကတိုက်ပွဲမှာတော်လိုင်းကြီးတက်တီကနေပြီးထုတ်ပြန်ချက်တွေကလည်းသူတို့ရဲ့ရင်ဘတ်တဲကိုဟတ်တယ်ကိုတကယ်ထိနေနေထားတော့ရောက်နေဖြစ်တယ်တော်တော်လေးကိုမပေါက်ကွဲနေအောင်တွေ့ရပါတယ်မင်းကပြောပြီးသားပေါင်ပြောင်းကြီးမင်းဟာနေ့စဉ်နဲ့မြောင်လောင်ကျွမ်းအမယ်ဘောမာတွေဘောကိုရောက်နေပြီလို့ပြောခဲ့တဲ့အတိုင်းပဲမင်းထက်မှန်လောင်ကျန်းနေရမလားနိုင်ငံကြီးလို့နေနိုင်ငံကြီးလို့အဲ့တော့အမှန်ပဲဖက်ပေါ်ပြန်နော်ခုစစ်စင်ကြီးတွေမှာလိုအပ်ချက်တွေရှိတယ်ဖြည့်ဆည်းပေးမှုလုံးဝမရှိဘူးအဲ့တော့စစ်တီတွေအနေနဲ့ အဲစီးရေးဆောင်ရတဲ့နေရာမှာအများကြီးအများကြီးသဘုံထက်ခြေကလန်းနှလန်းအမြဲတမ်းနှောက်ကြနေတယ်။အဲ့ဒါကြောင့်မလို့အခုလိုမျိုးဆောင်ရပေးဖို့ဆိုလို့ရှိရင်တော့အဲစစ်တီတွေမှာအဲတို့မှာအပြစ်လည်းမရှိတော့ပါဘူးကြာနော်။အောက်ခြေစစ်တီကျွန်တော်ပြောခဲ့ပါတယ်နော်။ကျွန်တော်တို့အောက်ခြေစစ်တီတွေနော်ကျွန်တော်တို့ရဲ့အောက်ခြေစစ်တီတွေရပါဗျာနော်။လိုအပ်တာတဲ့ပုံကြီးတာဝန်ကျင်လုံးတဲ့အပြင်ကိုကျွန်တော်တို့ကဘာမှာစစ်တီတွေထဲမှာပါနော်။ကျွန်တော်တို့မြန်မာနိုင်ငံတက်မလို့မြန်မာတက်မလို့မြန်မာစစ်သားတွေဟာပေးမန်းအခမ်းဆုံးဒုက္ခအရောက်ဆုံးစစ်တီတွေ။နော်အဲ့ဒီအဲ့တော့ ဒီစစ်တပ်ရဲ့လိုအပ်ချက်တွေအားလုံးကိုကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေကျွန်တော်တို့ကတော့မပြတ်လုပ်နေမှာပဲဖြစ်တယ်။ဒီလက်ရှိအခြေအနေမှာကျွန်တော်အဓိကပြောချင်တာကရေကြီးတာပေါင်းပေါ့နော်အဲပြောရမှာဆိုရှင်လေးညက်နာပေါ့လေးညက်နာရေကြီးအဲ့ဘက်ချက်အဲပြောရင်းတကောင်တော့ပန်းတဲ့အင်းတော့ပါသွားပြီးတော့နောက်မှာတော့ရေကြီးတာပေါင်းပေါ့ကိုလှက်သွားပါပြီရေကြီးတာပေါင်းမကြသေးတဲ့ဘက်ကိုပြန်လှက်ရတော့ဗျာကြပဲတပည့်တွေကတော့သူလည်းရေဆက်ချလိုက်ပြီဆိုတော့သူ့ဘာနဲ့အတူတူအဲနေမှာဆိုရှင် AA က AA ရဲ့ PDF ပေါင်းပြီးတော့ဟိုဘယ်လိုခေါ်မဆိုရှင်စုပ်ဝင်နေတယ်ပေါ့ဆိုတော့ကျွန်တော်ကတို့တက်ဖြန့်ပြီးဝင်တယ်တရွာကိုအယောက်20 ဇောက်30အဲ့လိုမျိုးဖြန့်ပြီးတော့အတက်ကိုအေယဝဒီကိုဒုက္ခပေးဖို့ပေါ့နော်တက်ကိုဒုက္ခပေးဖို့စီစဉ်နေပြီဖြစ်တယ်အဲ့ဒါအေယဝဒီကိုဒုက္ခပေးမှမိုးပြောင်းရဲအဲ့အေယဝဒီသားစစ်စီပါလာတဲ့တော်လိုင်းကြီးစစ်ကြောင်းလို့ဆိုတော့မင်းတို့သိဖို့လိုတယ်ဒါလည်းတံမြန်ထိုးစစ်အနေနဲ့ဆောင်ရွက်နေရရှိတယ်အဲ့တော့ဒီမြစ်စစ်တီရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကအမြဲတမ်းအမြဲတမ်းနားဆွနေသူတို့ပါလို့လည်းရိတ်ခါလားလက်နက်လားအစအစတဖြစ်ပေါ့ဗျာ။ဒါလေးတွေကျွန်တော်တို့စီကလည်းကြားသည့်ဒါကြားသည့်အောင်မြေကြိုးစားပါလေ။အဲ့တော့လက်ရှိအခြေအနေမှာလိုအပ်ချက်အနေနဲ့ပါလဲဆိုလို့ရှိရင် drone နဲ့ဗျာနော်ခု drone kit drone ကစီရီဟစ်ကိုအပြောင်းလဲလုပ်ပေးနေတာကြီးတိတိကြီးနဲ့ဘာကြောင့်မလို့စစ်တီတွေမှာ drone မရှိရတာလဲစစ်တီတွေကလိုအပ်တယ်လိုအပ်တဲ့ခါကျတော့အထက်ကိုတင်ပြတာအထက်ကိုတင်ပြတဲ့ခါကျတော့အထက်ကလည်းဘာမှမဆောင်ရွက်ပေးဘူးဘာမှမဆောင်ရွက်ပေးတဲ့ခါကျတော့အတော်တော်လေးကိုစိုးတာပဲဗျာခင်ဗျားတို့ဒါတက်တက်ပေါ့နော်ကိုစစ်တီကိုဒုက္ခပေးရရောက်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်သည်ရင်းကြီးတို့ခုမှသိရှိရတာကတော့စစ်တပ်မှရှိတဲ့ဗိုလ်မှူးတွေဟာ ခုတိုက်ပွဲကိုဝင်နေတဲ့စစ်ခွေးတွေကိုဒရုန်းတွေဝင်ပေးဦးဆိုတော့သိရပါတယ်။ဘာလို့လဲဆိုတော့စစ်ခွေးတွေကျသွားတဲ့အခါကျရင်ဒရုန်းတွေပါပါသွားမှာကိုစိုးရိမ်တယ်လို့အဖေရဲ့ထုတ်ပြန်ချက်အရဒရုန်းတွေရဲ့တန်ဖိုးဟာစစ်ခွေးတွေထက်ပိုပြီးတန်ဖိုးရှိတယ်ဆိုတာကိုထောက်ပြထားတာဖြစ်တဲ့အတွက်လက်ရှိချိန်မှာတော့စစ်ခွေးတွေကိုဒရုန်းတွေကင်ဆောင်ပေးပါဦး။ဘာလို့လဲဆိုတော့စစ်ခွေးတွေဟာဒရုန်းတွေယူပြီးတော့အွန်လိုင်းတက်တီတက်ကိုဝင်သွားမှာလို့စိုးရိမ်တယ်လို့နောက်တစ်ချောင်းမှာတော့စစ်ခွေးတွေကျသွားတဲ့အခါကျရင်ဒရုန်းတွေပါသွားမှာလို့စိုးရိမ်ချောင်းကိုဒါကတော့ရဲတီတွေပြောဆိုကြရသိရှိထားပါဗျာ အဲ့ဒါကိုကြည်ကျင်းပြီးမင်းအောင်နိုင်ရဲ့တက်ထက်မှာအပေါ်အောက်မယုံအောက်ကအပေါ်မယုံအပေါ်ကအောက်မကူညီအောက်ကအပေါ်မကူညီနဲ့ကတော့တေးကြပါတယ်ဒီတော်လန်ကြီးကကျွန်တော်တို့ရဲ့အင်းတွေမူချအောင်မြင်မှုရမယ်ပွဲဆိုတာကိုတော်လန်ပြည်သူတွေအားလုံးသိရှိထားဖို့လိုအပ်ပါတယ်ဒီလိုစစ်မှုန်းခေါ်ဆိုတာခေါ်တဲ့သွားတဲ့စစ်သားတွေကတော့ဗျာဟိုလိုခေါ်မယ်ဆိုရင်အဲ့တို့ ဖေးရတဲ့အမိတ်နဲ့တာဝန်ကိုခြေပုံသာထမ်းဆောင်ပါနိုင်ငံကိုချစ်တဲ့တပ်မတော်ကိုချစ်တဲ့စစ်တဲဝင်ကြီးတွေမှာအများကြီးပဲအဲ့တော့ခင်ဗျားတို့ဒါမျိုးကကြိုးအကြောင်လုပ်နေစစ်တဲဝင်ကြီးတွေအများကြီးဆိုအကောင်ကိုခေါ်ပြီးမိထဲပါလားဘာလို့ပေါ်လိုက်လိုက်ဆွဲနေလဲမယ်ဟေးဆိုလို့ရှင်တော့အစစ်တီတွေရဲ့ရင်ဖွင့်တာနေကျွန်တော်တို့အမြဲတမ်းနားထောင်နေတယ်လို့ပြောပြနော်စစ်တီတွေရင်ဖွင့်လာပြီနော်အဲ့တော့ရင်ဖွင့်လာပြီကျွန်တော်တို့ကြားသိအနေနဲ့တင်းနေရင်ဖွင့်တာရင်ဖွင့်တာမကြားခင်မင်းတို့ရင်ပွင့်တော့မှကောင်းနေတာ။နေရာကြားသိနေပြီပေါ့ဗျာနော်။အဲ့တော့ အဲလိုအပ်နေတဲ့ drone တွေအခုထပ်ကိုတင်ပြတော့လဲမချပေးဘူးလို့အဲ့တော့ရန်သူအဲ့ဒီမှာရှိနေတဲ့စေတူကြောင့်ဒီ APD app တွေအကောင်လုံးကရွာတွေမှာဝင်နေတယ်သူက drone နဲ့အများအားကြီးနေတယ် drone အများတုံးပြီးတော့ရှောက်သွားနေတယ်ပေါ့နော်အဲ့တော့တက်မှာကတုံးစရာ drone မရှိဘူးဟာထပ်ကိုတင်ပြလဲမချပေးဘူးအဲ့တော့လက်နက်အဖြစ်လဲကြည့်လိုက်မယ်ဟဲ့ဆိုရှင်လက်နက်လဲအဲဘယ်လိုခေါ်မလဲဆိုတော့တက်စုတစုတက်ခွဲတက်ခွဲရဲ့အင်္ဂါရက်နဲ့အညီချပေးထားတာမရှိဘူးအဲ့တော့ မင်းရတာမချပေးတာသိမ့်မိတဲ့တဲမှာတော့အကုန်လုံးကမင်းအောင်နေပစ္စည်းနဲ့မှမနေတာကွာမပြည့်မစုံ drone ခုလက်ရှိချိန်ထဲမှာတော့အစ်စ်ရဲ့ဒီအင်အားချိန်ဝင်ရှာကိုနှိပေးနေတဲ့ drone ရဲ့ drone မရှိခြင်းကြဲပြောင်းကြီးတော့ညီးနေပါပြီကြဲမသိရင်ပဲတော်လိုင်းပြည်သူတွေကနေပြီးတော့သူတို့စစ်တပ်ကိုတော့ပြန်ထောက်ပံ့ပြီးတော့လုပ်ပေးရမယ့်ပုံစံဖြစ်နေပြီစစ်လက်နက်တွေချာမတက်စင်ကြဲအဲ့တော့စစ်တီတွေကိုကျွန်တော်တို့ပါထုတယ်ဗျာကျွန်တော်တို့ဟို ကိုခံရမဲ့လမ်းကိုတွန်းဖို့နေရတယ်မတူဘူးလားဗျာနော်အဲ့တော့ဒီဒီတာပေါင်းချင်နေတဲ့နော်တာပေါင်းချင်နေပြောရပါလားဆိုတဲ့ခါကျတော့အဲ့ဘက်ချမ်းမအေးအေးလေးစနပြောသလိုပါဗျာနော်ဘွဲဝင်စုဝင်နေရရှိတယ်အဲ့တော့စစ်တီတွေအတွက်လိုအပ်တဲ့ drone ကမချပြည့်တဲ့အတွက်ကြောင့်စစ်တီတွေစိတ်ညစ်နေရတယ်လို့နေနေကန်တဲ့နေရချားသေးရတယ်အဲ့တော့ဖြစ်တယ်နေရှိဆုံးတခြားကိုချပေးစေချင်ပါတယ်ခင်ဗျာနော်မဟုတ်ဘူးဆိုလို့ရှိရင်တော့အေးအေးက အေ OPD ရောကအဲ့ဒီအဲ့ကနေကစိတ်ဝင်လာပြီးတော့ကျွန်တော်တို့ရေးကြည့်နော်ပါပေါင်းအပ္ပချန်နေအကုန်လုံးမှာသူဆိုရင်ဂျွာတွေထဲတွေဝင်နေဂျွာတွေထဲမှာသူတို့ရဲ့လူခံတွေမွေးနေပြီးနော်သူတို့ရဲ့မကြည်မကြည်မချမ်းတဲ့သူတွေဆိုလို့ရှိရင်ဖန်ဆွဲသွားတာတွေရှိလာပြီးနော်ပြီးတော့ရှိရင်သူတို့ရဲ့သတင်းပေးတွေမွေးလာပြီးအဲ့တော့အဲ့ဒီအပ္ပချန်နေအကုန်လုံးကတဖြည်းဖြည်းဖြည်းနဲ့ AR ကိုဟိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အဲတတ်ရှူပြီးတော့ဝင်နေပြီဆိုတော့သိစေချင်တယ်ခင်ဗျာနော်အဲ့တော့ အဲဒါအဓိကအပြည့်တင်းနေပြောချင်တာပါအဲ့တော့ drone တွေလိုအပ်ချက်ရှိတယ် drone လုံးဝမရှိပါဘူးနော်အဲ့တော့ drone မရှိတော့ရန်သူထက်ကိုကခြေတလန်းအပြည့်တန်းနောက်ကျနေပြီးတော့ရန်သူကပဲခြေတလန်းတာတာနေတယ်အဲ့တော့ဒါခင်ဗျားတို့မပါလို့တာလဲခင်ဗျားတို့အဲ့ဒီအဲကျွန်တော်တို့ဟို AR ကတက်တယ်ပေါ့ဗျာနော်ခင်ဗျားတို့မပါလို့တာလဲအထက်ရာရှိလူချင်းတွေများမပါလို့တာလဲဆိုတော့သိစေချင်ပါတယ်နော် ။အဲအားလုံးပဲဒါတော့ပြောင်းကြီးကပြောတော့ဘာသာသူတို့စစ်တပ်မှဒရုန်းတွေလည်းမရှိဘူး။ဒရုန်းတွေလည်းမချပေးဘူး။လက်နက်တွေလည်းပြည့်စုံဘူး။တော်လိုင်းရေးဘက်ကတော့ပြန်ကူညီရမယ်နေထားတစ်ခုပြောတော့တာဖြစ်ပါတယ်။ဘာပြောပြောင်းကြီးတို့ရဲ့နေ့စဉ်လောင်ကျွမ်းနေရတော့တကယ်ကိုပဲဒီလိုမိနစ်ပိုင်းချိန်လေးမှကြည့်ရတာတော်တော်လေးကမှအားရကျနေဖို့ကောင်းတာကတော့အမှန်ပါပဲ။ဘုံမာတွေရဲ့ဘဝကတော့နေ့စဉ်လောင်ကျွမ်းနေ့စဉ်ပေါက်ကွဲနေရမှာတော့အသေးကြပါပဲ။အဒီအေးနောက်တက်တက်တက်ကလည်းဖြစ်တယ်ဗောနော်ဒီ ဒီစကကူစကကူလောက်ခံပါတော့ခါခါခမရဒီ36ကဖြစ်တယ်ဒီတသားတိမ်ဝင်ပဲဖြစ်ပါတယ်အဲမင်္ဂလာပါညီလေးမင်္ဂလာပါဘူးဟွန်းအဲပထမဆုံးအနေနဲ့ဒါမိတ်ဆက်စကားလေးပြောကြပေးပါဦးကျွန်တော်ရခိုင်ပြည်နယ်ကြောက်တော်ခမရ386ကိုပိုင်အမှတ်တာဝန်မှု86ကိုနှစ်နှစ်တသားတိမ်ဝင်ဖြစ်ပါတယ်အဲဟုတ်ကဲ့ဟောဘောတော့ဒီညီလေးတို့လည်းကျွန်တော်အတဲမှာဘောတော့ဒီ ဒီပြည်သူ့ဘက်ကိုကူပြောင်းခဲ့တာဒါအစုလိုက်အပြုံလိုက်အဖွဲ့ထဲမှာပေါ့နော်ဒီဒီပေါ့နော်ဒီအင်အား30ကျော်ပေါ့နော်40လောက်ဒီပြည်သူ့ဘက်ကိုလာခဲ့တဲ့အဖွဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ညီလေးအနေနဲ့ပေါ့နော်ညီတို့ကဒီ3ခွန်6ပေါ့နော်ဒီခါမှ3ခွန်6ပေါ့ဆိုတော့ဒါစက်ကကိုစက်ကအဒီစက်ကကိုကပေါ့နော်အကျန်တဲ့တက်ကတွေကလည်းတမစက်တက်ကအဖွဲ့ကြီးဖြစ်တယ်ပေါ့နော်ဘလို့ဘလို့ဖြစ်ပြီးတော့ညီတို့တက်နဲ့အဲ့လိုမျိုးတက်တွေနဲ့ပူးပေါင်းပြီးတော့အတူတူထွက်လာပြည့်လေငါပါဘူးဘလို့ထွက် ပူပေါင်းလဲဆိုတော့ကျွန်တော်တို့ကဒီစကန်းတစ်ခုတည်းမှာဟိုလူစီရမရှိဘူးဒီကခေါင်းဆောင်တယောက်ကသူတင်နှန်းသွားလို့ရှိရင်အဲ့ဟိုခေါင်းဆောင်တယောက်ကိုတော့အဲ့မျိုးဒီဘာအောင်မျိုးတွင်ကိုအဲ့လိုပို့တာပို့ပြီးအဲ့အမျိုးကိုလူရအမကွဲကုန်တာပေါ့စကန်းဟိုစုံပြီးတော့လိုက်ပြီးတော့အဲ့လိုချိန်ဟိုချိန်ဒီချိန်နဲ့ချိန်တော့ဟိုစကန်းမှာဟိုကခေါင်းဆောင်မှုမရှိဘူးဆိုတော့အဲ့ဟိုသွားအတူတူပေါ့အဲ့သွားပြီးနေတော့အားကြောင့်သူတတိကကျွန်တော်တို့ထွက်လာတယ်ဟောအဲ့တော့ရင် အဒီတမတွေလည်းမတူဘူးစကကတွေလည်းမတူဘူးဒါပေမဲ့စကန်းတစ်ခုထဲမှာအင်အားတွေကိုပေါင်းပြီးတော့ဗောနော်ဟိုကရှိတဲ့လူဆွဲထက်ဒီကရှိတဲ့လူဆွဲထက်နေဆိုပြီးတော့စကန်းတစ်ခုထဲမှာတူတူနေခဲ့ရတဲ့နေခဲ့ရတာဗောဟုတ်ကဲ့ပါအဲ့တော့ဒီဗောနော်ဒီစစ်တပ်ထဲမှာရောဒီဘလောက်လောက်တာဝန်ထမ်းဆောင်ခဲ့ဘူးလဲစစ်တပ်ထဲကိုဒါစစ်တပ်ထဲမှာစစ်တပ်ဘလောက်လောက်ရှိခဲ့လဲ14နှစ်လောက်တာဝန်ထမ်းဆောင်မှုပါအဲ့တော့ဒီအဲ14နှစ်အတွင်းမှာရောဘယ်ဘက်တွေမှာစစ်စင်ရေးတာဝန်တွေထမ်းဆောင်ခဲ့ဘူးတာရှိလဲရှမ်းပြည်မှာတော့တာဝန်ထမ်းဆောင်မှုပါအော်ရှမ်းပြည် ရှမ်းပြည်ကြတော့ဘယ်ဘက်တွေဖြစ်မလဲတောင်ပိုင်းလားမြောက်ပိုင်းလားအရှေ့ပိုင်းလားရှမ်းပြည်နဲ့တောင်ပိုင်းလားအဲဟုတ်ပြောပြီအဲ့တော့ဒီအနာအနာစတိတ်နေချိန်မှာရောဒီတော်ဟာစစ်စင်ရေးရဘယ်မှာစပြီးဝင်နေရတာရှိလဲကျွန်တော်ကရခိုင်ပြည်မှာပဲဟိုကစစ်စင်ရေးကဟိုကဝင်ရများတယ်။ဩရခိုင်ပြည်မှာဝင်ရများတယ်။အဲ့တော့စစ်စင်ရေးကြတော့ရခိုင်ပြည်မှာကြတော့ဘယ်ဘက်တွေမှာစစ်စင်နေဝင်ခဲ့ရတာရှိလဲကျွန်တော်ကဘယ်ဝင်ရဆိုအဲ့ပအဝင်ကျင်မဲ့ရွာတဲ့အဲ့ရွာဟိုကပေါ့မဟာမုနိဒုံုံကြီးမှာကြာရင်ကြာကြာလို့ရှိရင်အဲ့ ပလောဝမြို့နယ်ပိုင်းမှာပေါ့အဲ့မှာတော့တာဝန်ထမ်းဆောင်ဘူးဟောပလောဝတော့ပေါ့နော်အဲအဲ့တော့ပေါ့နော်ဒီတရင်တော့ခုနကပြောတယ်ပေါ့နော်ဒီစကြောင်းတစ်ကြောင်းလုံးဒီဘက်ကိုဝင်ခဲ့တယ်စခန်းတစ်ခုလုံးဝင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးဝင်ခဲ့ရတဲ့အချိန်မှာပေါ့နော်ဒါဘလို့တိုင်မင်ခဲ့ရတာရှိခဲ့တယ်ဒီလိုမျိုးတိုင်မင်တာပေါ့နော် တိုင်မင်ခဲ့တာရောတိုင်မင်ခဲ့တယ်မှာဒီလိုမျိုးပေါ့နော်ဟိုအာဒီတိုင်ဟိုစခန်းမှာရှိရပေါ့နော်ဒီဟိုအရာရှိဆရာကြီးတွေကဘလို့ပြောပြီးတော့တူတူထွက်ခဲ့ကြလဲအဲ့ဟိုအကြီးကဲပိုင်းတွေကအရင်တိုင်မင်တာပေါ့တိုင်မင်ပြီးတော့ကျွန်တော်တို့အငယ်ပိုင်းတွေရော တို့ငယ်ပိုင်းတွေကတော့မလုတ်ချင်တာများတယ်တက်မှာတော့အဲကြောင့်တိုင်ပင်ပြီးတော့ကျွန်တော်တို့အကုန်လုံးထွက်လာတာအော်မလုတ်ချင်တာဆိုတာဘာဘာပြောလဲစစ်တပ်ထဲမှာမလုတ်ချင်တာကိုပြောတာလားအဲ့လိုမျိုးဒီဒီဘက်ကိုမလာချင်တာကိုပြောတာလားစစ်တပ်ထဲမှာဘူးသားမနေချင်တာပါဖိနေတာများတယ်သူကရဲဘော်တွေကတောင်းတောင်းတောင်းဝင်မထမ်းဆောင်ချင်တဲ့လူကများတယ်စစ်တပ်မှာမနေချင်တဲ့လူကများတယ်အခုကျွန်တော်တို့ရက်ဖက်ကူးပြောင်းလာတော့အကုန်လုံးပို့ပါပါစစ်ကစားလူကစားဒါမျိုးနေရပါတယ်အော်ဟုတ်ကဲ့အဲ့တော့ဘောနောဒီ တက်ထဲမှာနေခဲ့ရတဲ့အခြေအနေနဲ့အခုလက်ရှိဘောနာဒီပြည်သူတွေနဲ့အတူပူးပေါင်းပြီးရပ်တည်ခဲ့ရတဲ့အပေါ်မှာခံစားချက်ကလေးရောဘယ်လိုတွေရှိကြလဲ။ဝါချမှုရှိပါတယ်ပြည်သူဘက်မှာတော့လွတ်လွတ်လပ်လပ်ပေါ့ပေါ်ပေါ်ပါပါနဲ့အစအကုန်လုံးပေါ့အစရရပေါ့လွတ်လွတ်လပ်လပ်ရှိတယ်ပေါ်ပါမှုရှိတယ်ကိုထဲမှာကြာရင်တော့စနေရစီစိတ်ကကျဉ်ကျက်ဖြစ်စည်းနေနောက်တစ်ခုကကြတော့အခုလက်ရှိဘောနာတော်လိုင်းဖြစ်ပေါ်နေတဲ့အပေါ်တော့အရွေးအပေါ်ဘယ်လိုမြင်တာတွေရှိလဲ။ဒေါ်လိုင်းရွေးပေါ်မှာကတော့အခုဖွဲ့စည်းအားလုံးကဝိုင်းတိုင်နေတော့ဒီစစ် ကောင်းစီရတော့ကြာရှိမခံပါဘူးမကြပါဘူးသူကသူတော့ကြာဆုံးသွားမှာဟောဘောနောနောက်တစ်ခုကအာကျွန်တော်ပြောချင်တာကတော့ဘောနောဒီစက်ကအကူကလည်းဖြစ်တယ်ဘောနောကတော့တက်နဲ့တက်တော့ဒီဘက်ကတက်တင်နေလဲလာပေါင်းတယ်ဘောနောပေါင်းတော့အဲ့လိုမျိုးစက်ကကိုကြောက်တော်တော့ဘာလို့မှာဘောနောဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တည်တာရှိလားဟိုကြောက်တော်ကြာသွားပြီလားဒါမှမဟုတ်လည်းဘယ်တက်တီကြာသွားလဲဥမာတမမှုဖန်းခံရတာတို့အဲ့လိုမျိုးဖြစ်စင်နေဘောနောဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့တည်တာရှိကြလားအဲ့ဒါမရှိမတည်ဘူးခင်ဗျအော်ဟုတ်ကဲ့ ဒီဘက်ရောက်ပြီးမှတော့အဲ့လိုမျိုးကြားတာတွေသိတာတွေရှိလားနောက်နောက်မှဖြစ်နေတယ်တရင်တွေပေါ့နော်တရင်ကတော့3.6ဆိုလဲ3.6တရင်ကြာသွားတဲ့အနေအထားမျိုးတွေတက်မှအကြီးကြာသွားတဲ့အနေအထားမျိုးတွေပေါ့နော်အဲ့လိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့သိတာပါရှိလဲမသိဘူးကျွန်တော်ဒီပြည်သူရင်ဝင်ခူလုံးပြီးမှသိရအဲ့ဟိုဘက်မှာတော့မသိဘူးဒီပြည်သူဘက်ကိုကျွန်တော်ပေါင်းပြီးရဲ့အချိန်ကြာမှာတယ်ကျွန်တော်ဒီဥသာကြာသွားပြီဆိုတာသိတာအော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ရင်ရှေ့တန်းနဲ့နောက်တန်းနဲ့ဆက်သွယ်ပြည့်နေတယ်ကိုတက်ကကိုဘလို့ဖြစ်နေတာတော့မသိဘူးပေါ့နော်အဲ့တော့နောက်တစ်ခုမေးချင်တာက ဒီဘောနော်ဒီစကောင်းဆောင်မင်းအောင်လိုင်ကဒါမဲတမာတယ်မဲခိုးတယ်လို့ပြောပြီးတော့အနာသိမ့်နေပေါ့နော်အဲ့ဒီအပေါ်ပေါ့ဒါမှတ်ချက်ဘလို့ပေးကျင်တာဖြစ်လဲကိုကိုရိုင်ရောတက်ထဲမှာနေတဲ့ချိန်မှာမဲပေးတဲ့အပေါ်မှာဘလူတွေရှိခဲ့လဲမဲပေးတာတခါမှမကြဘူးကျွန်တော်ဒီစစ်တဲ့အချိန်မှာမဲထဲဖို့လဲကျွန်တော်ရှိရတောင်းသူညသူဥစ္စာတွေထဲရင်တော့ကျွန်တော်လည်းမသိဘူးပေါ့အဲ့တော့ခုဖြစ်နေတာစစ်တဲ့ထဲမှာရှီရန်တောင်းဝင်ရှီရန်တောင်းဝင်ထန်းဆောင်ရတဲ့တက်တီရ ကိုယ့်အကိုဘောနော်ဒီစစ်တီဒီလူတယောက်ရဲ့မဲပေးပိုင်ခွင့်ကဘလို့ရှိလို့ရှိမှလည်းမသိဘူးကြိုတင်မဲဆိုရင်တော့ဘလို့ဘလို့ပေးလိုက်ဟမှန်လည်းမသိဘူးဘာထည့်လိုက်ရလဲမသိဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတာပေါ့ဟုတ်ကဲ့အဲနောက်တစ်ခုပြောချင်တာကဒီမင်းအွန်လိုင်းကဘောနော်အခုတရားတော်စစ်ဆင်နေတယ်ဆိုပြီးပြောပြီးတော့ဘောနော်ဒီတိုက်နေတာတွေရှိတယ်လင်းဘုံကျဲနေတာတွေရှိတယ်ပေါ့နော်အဲဒီဒီပုံမှာပတ်သက်ပြီးတော့ပြောချင်တာဘာတွေရှိမလဲအဲသူကပြည်သူလူထုတို့ဒါတင်တက်တက်ပေါ့နော်ဖိနှိပ်တဲ့ပုံစံမျိုးတွေပေါ့နှိပ်ကွနေတယ်အဲ့ဒါတွေပေါ့ ဟုတ်ကဲ့အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့မေးချင်တာပေါ့နော်ဒီတော်လန်ရေးပေါ့နော် တော်လန်ရေးပြီးသွားရင်ဘာလုပ်ချင်လဲဘလို့ဆက်လက်ပြီးတော့ရက်တည်သွားချင်လဲတော်လန်ရေးပြီးသွားရင်တော့မိသားစုနဲ့ပဲ ACC ပြန်ပြီးတော့ပဲလူစားကြိုင်စားချင်ဟုတ်ကဲ့ပါအဲအားလုံးပဲဒါလေးကတော့စစ်တပ်ထဲမှာလက်ရှိဖြစ်နေတဲ့ဒါတစ်ခုဖြစ်ပြီးအခြေတန်းရောက်နေတဲ့ကောင်းနေအနေနဲ့နောက်တန်းမှာဘာတွေဖြစ်နေတယ်တော့မသိဘဲနဲ့ အဲ့အရှိတန်းရဲ့စကန်ကမှနောက်တဲ့အရှိတန်းကိုထွက်နေတဲ့ကောင်လေးနဲ့ကိုယ်စကန်ကျသွားတော့ကိုမသိတဲ့အခြေအနေတခုရောက်ရှိနေဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုတော့လည်းပဲဆုံးသက်လိုက်ပါတယ်။နောက်တစ်ပြည်တော်တော့ Not Limited ဖြစ်တဲ့ကျွန်တော်ရဲ့ကိုကျက် Production Channel လေးကို Like and Subscribe လုပ်လို့ Like and Subscribe ပြီးဘေးကကုန်းနေတဲ့အချိန်မှာတက်လာသမျှဗီဒီယိုတော့ကြည့်ရှုရဖြစ်ပါတယ်။ Link ပေးတယ်မှာအတိအကျမရှိဘဲနဲ့ညမှာချမ်းသာတဲ့နေနိုင်ရပါစေလို့မြန်မာနိုင်ငံမှာရှိတဲ့ Online မျိုးတွေအားလုံးကိုစုတောင်းမြတ်တာပို့ပေးလိုက်ပါရစေဗျာ။